ဒီ basic excel formula ထဲမှာဒီနေ့ကျွန်တော်တို့ထပ်ပြီးမှပြောမှာတော့ဗောနော်ဒီ tempa group ထဲမှာရှိတဲ့ဒီပေါ့ custom နဲ့ pdf ကကြတော့ဒီ test ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒီ test မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒါဆိုရင်ဒီ date ကလေးကိုပေါ့နော်တကျွန်တော်တို့က test လို့ပေးလိုက်မယ်ဆိုရင်ဒီမှာပေါ့ကျွန်တော်တို့က test လို့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်2ရဲ့ serial number လေးပေါ်လာပါမယ် သူစီရနံပါတ်ဖြစ်တဲ့65839လို့ပြောမှာဒီတရက်ခုနှစ်လောက်ကိုကျွန်တော်ထပ်ပြောင်းလိုက်မယ်တက်ဆိုပြီးပြောင်းလိုက်တဲ့ဆိုလို့ရှိရင်လည်းသူရစီရနံပါတ်ကိုပေးမှာဖြစ်ပါတယ်ပြီးရတာကဒီ test ကကျွန်တော်တို့ဘယ်နေရာတွေမှာနောက်ထပ်သုံးမလဲဆိုတော့0တွေရိုက်လို့မရဘူးဆိုရင်ပေါ့ကျွန်တော်တို့ဒီမှာဆိုရင်ခန်းန်းတွေကိုကျွန်တော်ဒီနားမှာရိုက်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် ဒီမှာဆိုရင်အဲဒီမှာတက်တဇီလိုရိုက်လို့ရတယ်တော့ဆိုရင်0ရိုက်လို့ရတဲ့ဒီမှာ test လို့ပေါ်နေတယ်။အဲဆိုကျွန်တော်ဒီနေရာမှာရိုက်ကြည့်မယ်ပေါ့0 3 3 4 5 0 0ဆိုရင်ဒီမှာဆိုရင်ရိုက်လို့မရဘူး0တွေပျောက်သွားတယ်။အဲမျိုးဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ test လို့ရွေးထားလိုက်မယ်ဆိုရင်တော့0တွေကိုကျွန်တော်ပြန်ရိုက်ကြည့်မယ်။ ဆက်ဆိုရိုက်လို့ရပါတယ်ဒါဆိုရင်ဖုန်းနံပါတ်တွေရိုက်တယ်ကုတ်တွေရိုက်တဲ့အခါမှာဆိုရင်0ရိုက်မရဘူးဆိုရင်တုံးတက်မှာ test လို့ပြောင်းထားပါမယ်နောက်တစ်ခုကတော့ test လို့မပြောင်းခြင်းဘူးဆိုရင်နောက်ထပ်လွဲတဲ့တနည်းကတော့ဒီပေါ့နော်ဒီလို apostrophe လေးရိုက်ပြီးမှ0တွေကိုရိုက်လို့ရပါတယ်အဲ apostrophe လေးကဟို apostrophe comment တင်တယ်ဒါတွေဒါတွေနေရာပေါ့နော်ဒီ apostrophe လေးရိုက်ပြီးတော့မရိုက်ရင်လည်းဒီနေရာမှာ0တွေကိုရိုက်လို့ရပါတယ်ဒါကတော့ test တွေရဲ့ဟာကိုအသုံးပြုတဲ့နည်းဖြစ်ပါတယ်အဲ test ဒါတွေကပေါ့နော်ကျွန်တော်တို့ဒီ formula တွေချိန်တဲ့အခါမှာအသုံးပေါင်းဝင် ်တာဖြစ်ပါတယ်။အဲပြီးတော့ဒီ test ကလည်း formula တစ်ခုအနေနဲ့လည်းရှိတယ်ပေါ့နော်။အဲ့ဒါလည်းကျွန်တော် video file တက်တက်လုပ်ပြီးတင်ပေးပါအောင်မယ်။နောက်တစ်ခုကတော့ custom ပါ။အဲကျွန်တော်တို့ဒီမှာဆိုရင် custom ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာဆိုရင်ပေါ့နော်ဒီ data ရဲ့နေကျွန်တော်တွားလိုက်လည်းရတယ် format save box လေးကိုခေါ်ကြည့်လိုက်မယ်ဆိုဒီမှာ custom ဆိုတာရှိတယ်။အဲ custom မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်။ဥပမာဆိုရင်ကျွန်တော် date တစ်ခုကိုကျွန်တော်ဒီကဏ္ဍကိုရွေးလိုက်မယ်ပေါ့နော်။ကဏ္ဍတစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ဆိုရင်သူကဘယ်လိုပုံစံမျိုးနဲ့ပေါ်ကျင်တာလဲဒီမှာကျွန်တော်ကအဲဒီပုံစံလေးကို ွေးလိုက်မယ်ဆိုရင်တို့ကဒီမှာလေးပြဒေါ်လာစာရင်းနဲ့ဒီလိုပုံစံလေးဖြစ်သွားရပေါ့ဒီမှာတစ်ခုလုံးကိုကျွန်တော်ယူလိုက်မယ်ပြီးကြတဲ့ခါကျတော့ကျွန်တော် right click ခေါ်လိုက်မယ်ပေါ့နော် format ဆဲတဲ့က custom ကိုတွားပြီးတော့ဒီမှာပုံစံလေးတစ်ခုကျွန်တော်ဒီပုံစံလေးယူလိုက်မယ်ပေါ့နော်အဲဒီပုံစံလေးဆိုရင်ဒါကကျွန်တော်တို့ကိုအပေါ်ကဒေါ်လာစာရင်းလေးတွေနဲ့ပေါ့နော်အနီရောင်လေးအမိုင်းနဲ့ဂိမ်းနေဆိုအနီရောင်လေးပြပြီး အဲဒါကကျတော့မိုင်းနဲ့ဂိမ်းတွေကိုအနီအောင်လေးပြပေးတာပေါ့နော်အဲပြီးတော့နောက်ထပ်တစ်ခုဒီမှာရွေးမယ်ဆိုလို့ရှိရင်လည်းသူဒီမှာဒီကက်စတန်နဲ့ကကက်စတန်နဲ့မှာပေါ့ဒီပုံစံလေးရွေးလိုက်မယ်ဆိုရင်မိုင်းနဲ့ဆိုင်လေးတွေကိုဆိုဒီလိုပုံစံလေးနဲ့ဒေါ်လာဆိုင်လေးတွေလည်းပါမယ်မိုင်းနဲ့ဆိုင်လေးတွေလည်းပြပေးမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေအများကြီးရွေးလို့ရပါတယ်နောက်တစ်ခုကဒီမှာဆိုရင်ကျွန်တော်ဒီကောင်ဒီကောင်ရွေးလိုက်မယ်ပေါ့နော်ဒီကောင်ရွေးလိုက်မယ်ဆိုရင် အဲဒီမှာဒေါ်လာဆိုင်နေမပါဘဲနဲ့ပြထားပြည်တယ်ပေါ့ဒါလေးတွေကကက်စတန်နေကနေတွားပြီးတော့မှကိုလိုတယ်လို့ပြင်လို့ရတယ်ပြီးတော့ဒီ date တွေပေါ့နော်ဒီ date တွေကိုဆိုလဲကျွန်တော်ဒီမှာဆိုတရက်6လ2025ဆိုပြီးဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာဆိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကကက်စတန်နေမှာတွက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော် DDMM wine လေးလုံးပေါ့နော်အဲဆိုရင်ကျွန်တော်ကမဟုတ်ဘူး DDM 3လုံး wine wine ဖြစ်သွားမယ်ပြင်ကျင်နေဆိုရင်ဒီလိုပုံစံလေးပြောင်းသွားမှာပါအဲနောက်ထပ်ကျွန်တော်ဒီမှာအမှနောက်ထပ်ရှိသေးတယ်မှန်နဲ့ wine wine နဲ့ပဲပြမယ်ဆိုရင်လည်းမှန်နဲ့ wine င်နဲ့ August 25အဲ့လိုမျိုးပြောင်းသွားမှာပါဒါက custom နဲ့ကနေနေပြီးတော့ဒိတ်ပုံစံလေးတွေကိုလည်းကျွန်တော်တို့တော့ပြောင်းလို့ရတယ်ပေါ့နော်ပြီးရခါကျတော့ကျွန်တော်တို့ဒီ custom နဲ့ကနေပြီးတော့အရှိမပဲဖြစ်ဖြစ်အနောက်မှာဖြစ်ဖြစ်စာသားတွေရိုက်လိုက်တဲ့အခါမှာတချို့စကလုံးတွေတခါတည်းပါကျင်တာပေါ့ဥပမာဆိုရင်ကျွန်တော်ကဒီနေရာမှာစာတွေရိုက်မယ်ပေါ့ဒီမှာကျွန်တော်ဇက်စော်တို့မောင်မောင်တို့ရိုက်လိုက်မယ်ဆိုကျွန်တော်ဖြစ်သွားကျင်တာဥစော်စော်ဥမောင်မောင်အဲ့လိုမျိုးဖြစ်သွားကျင်တယ်ဒါပေမဲ့ဥတွေကိုလည်းကျွန်တော်ထည့်မရိုက်တော့ဘူးပေါ့တခါတည်းပဲစော်စော်မောင်မောင်တို့ပဲရိုက်လိုက်တာနဲ့ဥတွေကိုဖြစ်သွားကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီဖြစ်ကျင်တဲ့နေရာမှာအာဒီ ကတ်စတာလေးဟိုပါနော်ဆလမ်မတ်မယ်ပြီးတော့ white clip ထဲကခေါ်မယ်ပြီးရခါကျတော့ဒီနေရာလေးမှာ custom ကိုရွေးမယ်အပြီးဒီ general ဆိုတဲ့နေရာမှာအဲကွန်ဆက်လေးနဲ့ကျွန်တော်ဥလို့ပေါ့နော်ရိုက်လိုက်မယ် spray လေးတစ်ချက်ချမယ် spray ကတော့ကျွန်တော်ကဥရဲ့နောက်မှာနည်းနည်းခွာချင်နေလို့ပေါ့နော်အဲပြီးလို့ရှင်ဒီ assign လေးထည့်လိုက်မယ် okay လို့ပေးလိုက်မယ်အပြီးကျွန်တော်ဒီမှာရိုက်ကြည့်မယ် စဥ်စော်လို့ဖြစ်သွားပါပြီမောင်မောင်လို့ရိုက်ကြည့်မောင်လို့ရိုက်ကြည့်မယ်မောင်မောင်လို့ဖြစ်သွားပါပြီညူလို့ရိုက်ညူလို့ရိုက်ကြည့်မယ်ဥညီလို့ဖြစ်သွားပါပြီဒါလေးတွေကတော့ custom ရဲ့အတုံးဝင်ပုံလေးတွေဖြစ်ပါတယ်ဒီလိုဒီဒီပေါ့နော်နာမည်လေးတွေခံရိုက်တဲ့အကြောင်းကိုလည်းကျွန်တော်လေဒီဗီဒီယိုလေးတစ်ပုဒ်လုတ်ထားပေးပါတယ်ကျွန်တော်ရဲ့ page မှာ share ကြည့်လို့ရပါတယ်ဒါကတော့ custom အကြောင်းပါနောက်တစ်ခုကတော့ border border ခတ်တာကကြတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ form ထဲမှာ form ဆိုတဲ့ group ထဲမှာ border လေးရှိပါတယ် border ကလည်းကျွန်တော်တို့ဒီလိုဆဲတစ်ခွက်ခန့်ကျင်လဲဖြတ်လို့ရတယ်လို့ဒီလိုကျွန်တော်တို့ selection တခုမှလည်းတွက်ခတ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာဒီမှာရှိတယ် top border bottom border left border ဘလို့ခတ်မလဲပေါ့မျိုးမျိုးခတ်လို့ရတယ် all border ဆိုရင်တော့အကုန်လုံးခတ်သွားပြီးမယ်ပေါ့ကျွန်တော်တို့မလို့ကျွန်တော်ဆိုရင်ဒီမှာ no border ရှိတယ်အဲဒီတော့ဒီထဲကနေ more fashion more border တွေကနေတွားပြီးတော့ lifestyle တွေအဲ line up style တွေ line color တွေကြိုက်တလို့ရွေးလို့ရပါလိမ့်တယ်ဒီမှာဆိုရင်ပေါ့နော်ဒါကတော့ format save box ကိုခေါ်လိုက်တာပေါ့နော် control plus 1နဲ့လည်းခေါ်လို့ရတယ်လို့အဲဒီဟိုကနေလည်းခေါ်လို့ရတယ်ပေါ့နော် right click နဲ့ပြီးလည်းခေါ်လို့ရတယ်ဒီတောင်လေးကနေ ဒီတောင်လေးပေါ့နော်တောင်နေလည်းတော့ခေါ်လို့ရအဲ့မှာဆိုလဲ border တွေကျွန်တော်တို့အမျိုးမျိုးခက်လို့ရတယ်ဒီမှာ border style လေးတွေကိုလည်းကျွန်တော်တို့ရွေးလို့ရတယ်အယောင်လေးတွေလည်းကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်အလယ်မှာဒီလိုလေးတွေထည့်ခြင်းနဲ့အဲဒါလေးတွေအကုန်လုံးသူဟာနဲ့သူလောက်သွားလို့ရပါတယ်ဒါကတော့ format ဆဲထဲမှာရှိတဲ့ test ရဲ့ custom ရဲ့ပြီးတော့ border ရဲ့အကြောင်းကိုပြောပြခဲ့တာပါနောက်ပတ်မှာတော့ကျွန်တော်တို့ဒီ format ဆဲထဲရာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီဟို found row တွေတိုးတာ row height တွေ row height တွေလောက် ်တာ row တွေတိုးတာ row တွေ delete လုပ်တာပြီးအခါကျတော့ row တွေ column တွေရဲ့ height တွေကိုချဲ့တာရဲ့ alignment ရဲ့ကိုပြန်ဝင်ပြသွားပါမယ်ရှင်။အဲဗီဒီယိုလေးက6မိနစ်ရှိသွားပြီမို့လို့နည်းနည်းရှည်သွားပြီမို့လို့ဒီမှာပဲရပ်လိုက်ပါတော့မယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။